င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်ရနေမှာဘန်ကာများဒူးချဲဆောင်းလုပ်ထားပြီးနေပြီးတော့မှအထူးခံစစ်ပြင်ဆင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်းစီရုံဆိုင်ရနေပြီးတော့မှအထူးခံစစ်ပြင်ဆင်နေပြီးစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းရနေအိမ်မှာပါလုံခြုံရေးတူမြင်ကဘန်ကာများပါဆောင်းလုပ်ထားကြောင်းသိရပါတယ်စစ်ကောင်းဆောင်ရနေအိမ်မှာဘန်ကာငါးလုံးအခိုင်မာဆောင်းလုပ်ပြီးစီနေပြီးစင်ယုံချုပ်အနီးမှာပါလက်နက်ကြီးတန်ချက်ကရင်များပါဒူးချဲပြီးခံစစ်အတွက်အထူးပြင်ဆင်လေးရှိကြောင်းသိရပါတယ်အရင်က ကစစ်ကောင်းဆောင်အိမ်မှာလုံခြုံရေးတိုင်ရင်တဖွဲ့ပဲရှိတာအခုကဘန်ကာရီပါဆောက်ထားတယ်သူ့အိမ်ပတ်ချလဲမှာပဲဘန်ကာရီဆောက်ထားတာသူ့ကိုပြန်ဝမ်းတိုက်မှာဆိုလို့ထင်တယ်လို့တက်တွင်းသတင်းတွေကိုစုံစမ်းဖော်ပြနေတဲ့စီရီယန်စစ်သားဗိုလ်ကြီးစင်ယောကပြောပါတယ် ရခင်ကစကောင်းဆောင်ရဲ့နေအိမ်တွင်လုံခြုံရေးတိုင်ရင်တစ်ခုသာထားရှိထားပြီးအခုနေအိမ်ပတ်လည်မှာဘဏ်ကများကိုပါဆောက်လုပ်ပြီးလုံခြုံရေးတူးမြင့်အင်အားတိုးချဲ့ထားကြောင်းသိရပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကစင်ယုံချုပ်အတွက်လုံခြုံရေးလို့ဆိုပြီးအမတ်ချောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာခခါချောက်တွင်လက်နက်ကြီးများတပ်ဆင်ပြီးစက်သွင်းတူးမြောင်များတူးကကြံပါစက်ကြီးများအထိုင်ချထားကြောင်းသိရပါရယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ကာကွယ်ဝင်ကြီးဦးရင်မွန်ကပြီးခဲ့တဲ့မလရှင်ရကပြုလုပ်တဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့တပ်မှုတင်နန်းစဉ်ပွဲမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့မဟာမိတ်တော်လိုင်း တပ်ဖွဲ့များလက်တွဲပါဝင်တဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မယ်လို့ထည့်သွင်းပြောဆိုပါရယ်မန္တလေးတိုင်းတွင်ရှိဒေသကာကွယ်တပ်ဖွဲ့များပူးပေါင်းပြီးပြီးခဲ့တဲ့ဒီဇင်ဘာတတိယဘက်ကစတင်ပြီးရန်ကုန်မန္တလေးအမြန်လမ်းမှာလုံခြုံရေးယူစစ်ဆေးမှုတွေစတင်လှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်ဒါအပြင်မန္လာ၁၄ရက်ည၁၂ကမ္ဘာ3900တမ PDF တွင်နေရန်ကုန်မြောက်ပိုင်းခရိုင်ပါကဖားခွဲနှင်းပူပေါင်းတပ်ဖွဲ့မှစစ်ကောင်စီရဲ့တရားတမိုင်နီးရှိစင်စလုံးစစ်စင်ကိတ်ကိုဝင်ရောက်တိုက်ခိုက်ရာတပ ဖွဲ့ဝင်လေးဦးတည်ဆောင်ပြီးသုံးဦးတရားရရှိခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာအေးရထိုးစစ်မှာလည်းဘကိုရိုင်းအနောက်ခြံကိုရောက်ရှိလာပြီးဗရောင်းမြို့နယ်အတွင်းရှိတပ်စခန်းတွေကိုပါသိမ်းဆည်းထားကကာဘာစာဆိုင်ယုံများရှိရာကိုစစ်ရေးမှဥတီနေကြောင်းသိရပါဗျ။ဆက်လက်ပြီး KNU ဗဟိုဌာနချုပ်ကိုစစ်ကောင်စီတပ် drone နဲ့တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ကခြေကုပ်စခန်းကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီကမလ၁၈ရက်နေ့မနက်အစောပိုင်း၃နာရီကျော်ကကရင်အမျိုးသားစီယုံ KNU ဗဟိုဌာနချုပ်ကို drone နဲ့တုံးချိန်လာရောက် တိုက်ခိုက်ခဲ့ပြီးမယ်ထိခိုက်မှုမရှိဘူးလို့ KNU တပ်မခွနင်းတရင်သတင်းအရှင်းမြစ်စင်ကသိရပါရယ်ထိုင်းနေစံဤတပ်မခွနင်းနဲ့မြေထဲမှာရှိတဲ့ KNU ဘဟုဌာနချုပ်ဒီမနက်အစောပိုင်းဒရုန်းနဲ့တိုက်ခိုက်ခံရမှုမှာအစာအုပ်နည်းငယ်ပျက်စီးပြီးမယ်လူသူထိခိုက်မှုမရှိဘူးလို့သတင်းအရှင်းမြစ်တွေကအသိပေးပါရယ်ဘဟုဌာနချုပ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေကိုသိရဖို့ KNU ပြောရေးဆိုခွင့်ရှိသူတွေကိုဆက်သွယ်မိမြန်းထားပြီးမယ်ဒီကနေ့နေ့လဲ12နာရီထိပြန်လည်ဖြေကြားတာမျိုးမရှိပါဘူးကရင်ပြည်နယ်လိုင်ပွဲမြို့နယ်ရှမ်းရွာတင်မြို့မှာစစ်ကောင်စီတပ်ကဖြူဟ စခန်းတစ်ခုအခြေစိုက်ထားပြီး KNU ဗဟုဌာနချုပ်အပါဝင်ရှမ်းရွာတဲ့အနီးတဝိုက်ရှိ KNU စခန်းတွေကိုဒရုန်းနဲ့မကြာခဏတိုက်ခိုက်နေရှိတယ်လို့တပ်မဟာခွနစ်တရင်အရင်မြစ်ကပြောပါတယ်တပ်မဟာခွနစ်နေမြေတွေက KNU ဌာနချုပ်နေဟာရအောင် မာနယ်ဘလော့ဒေတာရှိတပ်စခန်းတွေကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းဒီဇင်ဘာလအတွင်းလက်လွတ်လိုက်ရပြီးရဲ့နောက်ပိုင်းမှာစစ်ကောင်စီတပ်ကတပ်မဟာခုနှစ်မှာရှိရဲ KNU စခန်းတွေကိုဒရုန်းတွေသုံးပြီးကင်းထောက်တာပုံချတိုက်ခိုက်တာတွေခက်ဆိတ်ဆိတ်လုပ်လာပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတပ်မဟာခုနှစ်အနေနဲ့ထိုင်းမြန်မာနယ်စပ်နီကပူလူတူစခန်းကိုစစ်ကောင်စီတပ်ကထပ်မံဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီစကံကိုဆုံရှုံပြီးလင်းရဲ့အကြမ်းမှာပဲ KNU ဌာနချုပ်ကိုဒရုန်းနဲ့တံပြန်တိုက်ခိုက်တာဖြစ်ပါတယ်။ KNU ဗဟိုဌာနချုပ်ကပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကတစ်ကြိမ်အခုနှစ်ဇန်နဝါရီလကင်းရင်ဒေါ်လာရင်းမှာတစ်ကြိမ်စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့တိုက်ခိုက်တာကိုကြုံထားရပါတယ်။ဇလက်ပြီးစစ်ကောင်စီရဲ့စစ်မှုရန်အမှတ်စဉ်7တင်းနန်းစတင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ဝန်ကစစ်ကောင်စီတပ်ရဲ့တင်းနန်းချောင်းတွေမှာပြည်သူစစ်မှုရန်စစ်တင်းနန်းအမှတ်စဉ်7ကိုမလ7ရက်မှာစတင်ဖွင့်လှစ်လိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါဟာ2024ခုနှစ်ဖေဖော်ဝါရီလ10ရက်မှာစစ် စ်မှုရန်ဥပဒေကိုအသက်သွင်းခဲ့ပြီးရင်နောက်တနေ့ကျော်တွင်စစ်တင်နဲ့၁၇ချိန်ထိခေါ်ယူလိုက်တာပါစစ်တင်နဲ့ဒီမှာအရှိအအတွက်ဘလောက်ခေါ်ယူပြီးပြီဆိုတာကိုတော့စစ်ကောင်စီကမထုတ်ပြန်ပါဘူးစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကတော့တင်နဲ့မက်ဆင်တစ်ခုကိုလူ9000ခေါ်မယ်လို့ပြောထားပါတယ်အခုဖွင့်လှစ်လိုက်တဲ့စစ်မှုရန်မက်ဆင်စက်တင်မှာအင်ယာရီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်ကလူငယ်80ခန့်ဖမ်းဆီးစုဆောင်ခံရပြီးမလ14ရက်နေ့မှာရှန်ကုန်တိုင်းကစစ်တင်နဲ့အကြောင်းတွေကိုပို့ဆောင်ခံခဲ့ရတယ်လို့လုံခြုံရေးအမည်မဖော်လို့တဲ့ဒေသခံတအုပ်ကပြောပါတယ်အဓမ္မစုဆောင်ခံရတဲ့ ယ်ဆိုတာရွာဒီမှာကကလေးတွေကအိမ်မမအိမ်ရဲ့ဘူးအရာကိုတွေ့ရသူကိုကုတ်ဆွဲတာပေါ့ရှင်းရှင်းပြောရရင်တော့ပေါ်တာဆွဲပြီးတော့စစ်သားစုဆောင်ရင်လုတာပါပဲ80လောက်ပါသွားတယ်လို့သိရတယ်စကိုင်းတိုင်းကလေးမျိုးနယ်မှာလည်းအခုမှလအတွင်းစစ်ကောင်စီတပ်ကလူငယ်40ခန့်ကိုဖမ်းဆီးပြီးအများစုကိုကလေးမျိုးအခြေဆိုင်အမှတ်30တက်မတော်တမ်းမြင့်တန်းတန်းချောင်းကိုပို့ဆောင်ခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကတော့စစ်မှုထမ်းအတွက်အတင်းအကျပ်စုဆောင်တာမရှိဘူးလို့အကြိမ်ကြိမ်ညင်းဆိုထားတာပါစစ်ကောင်စီတပ်ကရှော်နေလာတဲ့အင်အားတွေကိုဖြည့်တင်းဖို့အတွက်အတ္တမစစ်သားစုဆောင်နေတာတွေ င်ကလူအခွင့်အရေးချိုးဖောက်မှုဖြစ်တာကြောင့်နိုင်ငံတကာထိရောက်တဲ့အရေးယူမှုတွေဆောင်ရွက်ပေးဖို့ဆိုပြီးအမျိုးသားညီညွတ်ရေးဆိုရာ NUG ကမလလီရနေမှာတောင်းဆိုလိုက်ပါတယ်သတင်းဌာနကပြုစုထားတဲ့စည်ရင်းတွေရ2025ခုနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီနှစ်လမှာစစ်ကောင်စီတပ်ကနေထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုရဲတပ်သားတွေ123ထိရှိရလို့သိရပါဗျ။